ဒါပေမဲ့ဟီရိုကလွတ်အောင်ယုံပြီးလေးဘောပြန်သွားပါတယ်ဟီရိုကရဲတွေမရှိတော့တဲ့နေရာကိုရောက်တဲ့အခါခဏနားနေပြီးသတင်းကြည့်နေကသူ့မျက်နှာကလူအများကြီးရှာပြခံလာရတာကိုသိသွားပါတယ်ဟီရိုကလည်းထန်နေတော့မှရုပ်တရက်သူ့အတန်းတက်ကသူ့ကိုကြိုက်နေရရှီယွန်ဆိုတဲ့ကောင်မလေးကဟီရိုကိုတွေ့သွားပါတယ်ဟီရိုကလူတတ်မှုနဲ့ပတ်သက်ပြီးမတရားဆက်ဆွဲခံရတယ်လို့ရှီယွန်ကထင်ထားတာကြောင့်သူမရဲ့အိမ်မှာနေခွင့်ပေးကဟီရိုလည်းရှီယွန်ရဲ့အိမ်မှာခဏနေနေပါတယ်ဟီရိုကဆိုရှယ်မီဒီယာကိုကြည့်နေပြီးညနေပိုင်းရှီယွန်ရောက်လာတဲ့အခါလာနေလို့ကအဆင်ပြေလားလို့ပြောနေပြီးသူမရဲ့မိဘတွေကမလာသေးဘူးလားလို့မေးနေပါတယ်ရှီယွန်ကလည်းသူမ ဲမိဘတွေကကင်စာကြောင့်ဆုံးသွားတာကိုရှင်းပြကသူမကလည်းအချိန်သိမ့်မရှိတော့တာကိုပြောနေပါတယ်။တစ်ဖက်မှာတော့အန်တိုကဘိုးတော်ကိုသူ့ဖုန်းနဲ့ရှိပ်ပြီးနေကဟီရိုကလည်းအဲ့လိုလုပ်ထားတာကိုရှင်းပြနေပြီ။ဘိုးတော်ကဘလောက်အဝေးကနေဖုန်းပြောလို့ရလဲဆိုတာစမ်းဖို့လေးဘောပြန်ခိုင်းလိုက်ပါတယ်။ဘိုးတော်ကလည်းလေးဘောပြန်နေပြီ။အာကာသထဲရောက်တာတော့အန်တိုနဲ့ရှိတ်ဆက်မိနေပါတယ်။ဟီရိုကတော့ရှီယွန်ရဲ့အိမ်မှာပဲပုန်းနေပြီးသတင်းကိုကြည်နေကသူ့အမေကသတင်းမှာသူ့သားလုံးရဲ့အတွက်တောင်းပန်နေပြီးငိုယိုနေတာကိုတွေ့ရပါတယ်။တူရှန်ဆိုတဲ့ဆိုရှယ်မီဒီယာပေါ်ကလူတွေကလည်းသူ့အမေကိုမကောင်းပြောနေတာတွေ့ရပြီးဟီရိုကလည်းသူ့လိုခဲ့တာတွေကိုနောင်တရနေပါတယ်။ တစ်ဖက်မှာတော့ဘိုးရွန်နဲ့အန်နိုတို့ကလည်းဟီရိုကိုရှာဖို့လုပ်ပေမဲ့ရှာမရနိုင်ဖြစ်နေပါတယ်။ဟီရိုကလည်းဟာတာအစီစဉ်နေကြည့်နေပြီးသူ့အမေကလူရင်းမကောင်းပြောတာကိုမခံနိုင်တာကြောင့်တတ်သေးတာကိုတီးလိုက်ရတဲ့အခါလက်စားရှိကိုဆုံးဖြတ်လိုက်ပါတယ်။နောက်နေ့မှာတော့ဟီရိုရဲ့အဖေအင်ရှင်မှာရောက်နေတဲ့သတင်းထောက်တွေအကုန်လုံးကိုဟီရိုကတတ်လိုက်ပြီးတူရှာမှာသူ့အမေတတ်သေးတာကိုလှောင်ကြောင်နေတဲ့လူတိုင်းကိုလိုက်တတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဟီရိုကသူ့အမေနေတဲ့လိပ်စာကိုသတင်းထောက်တွေစီးပေးလိုက်တယ်လို့ရေးထားတယ်။လူတယောက်ရဲ့ကွန်ပျူတာစကရင်ပေါ်မှာပေါ်လာပြီးအတရာကိုစကရင်ကနေပြစ်လိုက်ပါတယ်။အဲ့လူကလည်းသူမဟုတ်ဘူးပြောပေမဲ့ဟီရိုကလည်းအဲ့လူသတင်းထောက်တွေကိုစာပို့ထားတာ ပြလိုက်ပြီးကွန်ပျူတာစကရင်ကနေပဲတနက်နေ့ပြစ်တက်လိုက်ပါတယ်ဒီလိုနဲ့ဟီရိုကလည်းသူ့မိကိုမကောင်းပြောနေတဲ့သူတွေအကုန်လုံးကိုတယောက်မကြံလိုက်တတ်နေပါတယ်နောက်နေ့မှာတော့ဟီရိုကလည်းအဲ့ရထဲမှာပဲလင်းနေပြီးကျောင်းမှာတော့ဟီရိုကတူရှန်ကလူတွေအယောက်90လောက်ကိုတတ်လိုက်တာကြောင့်နမဲကြီးနေပါတယ်ညမမှာတော့ရှီယွန်ကလည်းဟီရိုကအခုလိုမတရားဆွန့်ဆွဲခံရတာကိုနားမလည်နိုင်တာလားပြောနေပြီးဟီရိုကသူကတရားခံအမှန်ဖြစ်ပြီးလူမဟုတ်ပဲဆေးဥဖြစ်သွားတဲ့အကြောင်းကိုရှင်းပြလိုက်ပါတယ်သူကဆေးဥဖြစ်သွားတဲ့အခါဆေးဥဖြစ်သွားတဲ့အဖြစ်ကိုလက်မခံနိုင်ပဲသူ့ဘဝကအတိတ်ပဲရှိတယ်လို့ခံစားရတာကိုရှင်းပြနေကတနေ့လူတယောက်ကဘူဒာယောင်မှာတတ်တည်တာ ကိုတွေးလိုက်ရပြီအဲ့လိုတွေးတာကနေစိတ်လှုပ်ရှားလာတာကိုပြောနေပါတယ်ဟီရိုကလည်းအဲ့လိုမျိုးထက်ခံစားရအောင်ခလေးလူကြီးမချမ်းတက်ခဲ့တာကိုပြောနေပြီရှီယွန်ကလည်းဟီရိုပြောတာတွေကိုမယုံနိုင်ဖြစ်နေပါတယ်ဟီရိုကလည်းသူကဆေးဥဖြစ်တာကိုတတ်သိပြဖို့ရှီယွန်ကိုခေါ်ပြီးလေပေါ်ပြန်သွားကတနိုင်ငံလုံးကလူတွေကိုတပ်ပစ်မဲ့အကြောင်းပြောနေပါတယ်ဒါပေမဲ့ရှီယွန်ကသူမနဲ့သူမရဲ့အဖွားကိုမတက်ပဲထားဖို့ပြောနေရကြောင်းဟီရိုကလည်းနားမလည်နိုင်ဖြစ်နေကရှီယွန်ကိုမထားခဲ့ဘူးလို့ကတိပေးလိုက်ပါတယ်ဟီရိုကလည်းရှီယွန်အနေနဲ့သူ့ကိုဘာလို့ဆေးကျင်လဲလို့မေးကြည့်နေပြီရှီယွန်ကတည်သွားတဲ့သူတွေအတွက်ဘာမှပြန်လို့ပေးလို့မရတာကြောင့်ငိုယုံနေပါတယ်ဟီရိုကအကြံရပြီ ီးသူဒီနေ့ကစပြီးလူတွေရဲ့အသက်ကိုကယ်ပေးမယ်လို့ကတိပေးလိုက်ပါတယ်။နောက်နေ့မြို့ထဲမှာတော့မိမကြီးတယောက်ကခင်စာရပြီးနေဖို့အချိန်သိမ့်မကျွန်တော်တာကြောင့်တက်သိဖို့လုပ်ပေးမယ်။မလုံနိုင်ကအသက်ဆက်ရှင်ကျင်သေးတာကိုပြောနေပါတယ်။ဟီရိုကလည်းရုပ်ဖြတ်ပြီးအမိမကိုစိတ်ကူပေးလိုက်ကသူကယောဂတိုင်းကုသပေးနိုင်တယ်လို့လိုင်းပေါ်မှာနာမည်ကြီးသွားပြီးကိုလိုများတဲ့ယောဂရှိတဲ့သူတိုင်းကိုရှီယွန်နဲ့အတူစေးလိုက်ကုပေးနေပါတယ်။ဒီလိုနဲ့ဟီရိုကလည်းစိတ်ကူနေပြီးတနည်းရှီယွန်နဲ့အတူလေပေါ်ပြန်နေကသူကတက်တက်လို့ရှီယွန်နဲ့အတူရှိနေပေးမှာကိုပြောနေပါတယ်။ဟီရိုနဲ့ရှီယွန်တို့ညာဘက်အိမ်နေတဲ့အချိန်သူတို့ရဲ့အိမ်ကိုရဲတွေကဝိုင်းလိုက်ပါတယ်။